ဗမောက်မြို့သိမ်းတပ်ပွဲကိုကချင်လွတ်လပ်ရေးတပ်မတော် KIA မအူးစီပဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ဦးစီးကြောင်းပြောဆိုမှုဟောင်းမြမတပ်မတော်နဲ့တွေ့ဆုံဆွေးနွေးရေးအသွားအလာမပြတ်စေဖို့ထိန်းပြောတာဖြစ်နိုင်တယ်လို့စီရင်နဲ့နိုင်ငံရေးအကဲခတ်တွေက CNN သတင်းဌာနကိုပြောပါရယ်စကိုင်းနိုင်ငံသားကြီးအထက်ပိုင်းဗမောက်မြို့သိမ်းတပ်ပွဲမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ရှိအမတ်တက်စစ်ဒေသကဦးစီးကုတ်ကဲခြင်းဖြစ်ကြောင်း KIA ဘက်ကပြောဆိုထားတာပါအဲ့ဒီလိုပြောဆိုမှုဟောင်းတတမန်အခင်းကျင်းရတာဖြစ်ပြီး မူလရည်မှန်းထားတဲ့မြမတက်မတော်နဲ့တွေ့ဆုံဆွေးနွေးရအသွာအလာမပြတ်စေဖို့ထင်းပြောတာလို့ယူဆကြောင်းပိုးမြသားလွမြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဘူမူကြီးခွန်ဥက္ကာကစီရင်တာတည်င်းဌာနကိုပြောပါရယ်ဒါကဒီပလိုမစီပါဒီပလိုမစီပါ PIO မှာသမ္မတထားတဲ့ပြကချင်းပြင်းနေနဲ့နမိတ်အပြင်ဘက်ကိုထွက်ပြီးတော့ကျူကျော်တာနေချဲတာမရှိပါဘူးဆိုတဲ့ဟာကိုဒါပန်သမန်နေရပြောတာပါဒါကြောင့် အဒီနယ်မှာတိုက်ရင်အဒီနယ်ရဲ့ဒီပတ်ကံနေဥဆောင်ပါလေပေါ့ဒါဆိုစကိုင်းတိုင်းနဲ့ရောက်နေပြီဟဲ့လားအဲ့ဒီဆိုတော့အဲ့ဒါကိုအချင်းကလည်းလာကူရတဲ့ဘောပေါ့လေဒါဟိုတန်တန်ရင်တမန်ကြီးရပြောတာပါညမနော်ဒါကြောင့်အဘဒူတားရဘဒူဥဆောင်နေပြောတာတော့အောက်ချေရေရေပတင်းနဲ့အတူချင်းမတူမှာပေါ့နော်ဒါတန်တမန်စကားပြောတယ်လို့ကျွန်တော်ယူဆပါတယ် ူတို့ရှင်မေဘွဲကမဖက်ကသဘောတူပြီးသားပဲဆရာမကိုဆွေလေးနဲ့ဆိုသဘောတူပြီးသားဆရာဟိုကမြစ်ကြီးနားမှာဆုံးဖို့အဆိုပြုတယ်ဆရာမမြစ်ကြီးနားကတော့ဆရာချင်းနေရအဲအခြားအင်အားတွေကြားနေတော့ဘယ်သူမှလုံခြုံမှုမပြောနိုင်ဘူးနော်ဒီနေပြည်တော်ကလည်းမင်္ဂလာဖြစ်စေတိုင်းတုံဖြစ်စေအဆိုပြုရတယ်မင်္ဂလာတိုင်းတုံမှာပြောလို့လဲဆရာဟိုဘက်ကသဘောမတူပြီးတော့ နေရာပြဿနာနဲ့ပဲအခုမတွေ့ဖြစ်တယ်လို့ယူဆပါတယ်အဲ့နေရာမဖက်သဘောတူနေရာရသွားရင်တော့တွေ့ဖြစ်ဖို့ရှိတယ်လို့ထင်ပါတယ်ဆရာမသိနေမယ်လို့ပြောထားတဲ့ကြားမှာတာယာကောင်းလားလို့အကကဖြစ်တင်နေတာဟုတ်ဒါကြောင့်ဒီတရက်တွေဟိုကူတာပါဆိုပြီးတော့လဲတာမူလာညီမထားတဲ့ပြေဆုံးသူမကြီးအပေါ်လာအောင်လဲမပြောင်းပေါ့ချင်းပြောတယ်လို့ယူဆပါတယ်ဗမောက်မျိုးကိုကချင်လွတ်လပ်ရေးတမတော် KIA ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တရင်တပ်ဖွဲ့တွေကဒူးဒေတာကာကွယ်ရေးတပ်ဖွဲ့ဗမောက်ပတ်ကပ်ဖစတဲ့တော်လှန်ရေးပူပေါင်းတပ်တွေကစက်တင်ဘာ15ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အဲဒီနောက်စက်တင်ဘာ20ရက်နေ့မှာတင်ပိုက်နိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေတာကစက်တင်ဘာ22ရက်နေ့မှာကြေညာခဲ့တာပါ။ဗမောက်မျိုးဟာရှမ်းနေတဲ့ကဒူးလူမျိုးတို့အ धिक အများဆုံးနေထိုင်ကြတာဖြစ်ပြီးတိုင်းရင်းသားပြည်ထနာတွေတက်လာနိုင်တဲ့အတွက် အန်ယူဂျီဘက်ကို KIA ကလွှဲချလိုက်တာလို့မြင်ကြောင်းတိုင်းလိုက်ရှမ်းနေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်းထီအောင်ကစီရင်နာတင်ဌာနကိုပြောပါရစေ။ဟုတ်ပါတယ်သူတို့ဒီမောက်ဆိုရဆာကသူတို့ငွေနာမည်ခံလို့ရမကောင်းပြီးမှရမှာပဲတိုင်းတိုင်းထဲမှာပါနေရလေခရှိပြည်တွေကမြို့မဟုတ်ဘူး။အကင်ရကဒါနိုင်ငံကြီးကအကင်ပါတယ်ဆိုတော့အဲ့ဒါလေးတွေပြောင်းကြတော့သူကတော့ဥဆောင်တိုက်ပြင်းနေတယ်။နောက်ဝေရဒီ NGO ခြေရန်ပြည်ပြည်ကတဲ့ဘောသူတွေ့တွေ့ရတာပါတော့ ဒါလည်းဒီနိုင်ငံရေးအခွင့်အရေးပါတဲ့ဆန္ဒကျွန်တော်ပြောလို့ပဲဒီကတာနာမှုပေါ့ဒါအတူတိုက်မှာဘမောင်းမျိုးရတော့လည်းဒီနာမည်မြူဒါမဲ့အင်ဂျီယာတိုက်တဲ့ချိန်မှာလို့ပြောရမှန်ဒါမှအဲ့မှာကျတော့ဘမောင်းပြဿနာပါရှိရချမ်းနီတိုင်းနာနဲ့ဂရီတိုင်းနာတွေနေရာကဂရီက14ရခိုင်နှုန်းရှိတယ်ချမ်းနီမျိုးက68ရခိုင်နှုန်းရှိတဲ့ခါကျတော့တိုင်းနာပြဿနာတက်လာတဲ့ခါကျတော့ဒီကအဲ့ဒီအင်ဂျီကိုလွင်ချလိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်ပါတယ်2025ခုနှစ်ဇူလိုင်လနဲ့ဩဂတ်စ်လတွေအတွင်းမှာ KIA ဌာနချုပ်ကို ချင်းညီနာအဖွဲ့၊ကရင်ပြည်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့၊ရောတက်တော်မြင်းချံ PDF အန်ယူဂျီဝင်ကြီးတွေလက်ကလက်နက်ကိုင်တွေစတဲ့နှွေဦးတော်လိုင်းအင်အားစုတွေစုံစည်းပြီး KIA နဲ့တွဲဆုံဆွေးနွေးခဲ့ကြတာပါ။အဲ့ဒီတွဲဆုံမှုပြီးနောက်အခုလိုမျိုးမျိုးသိမ်းတိုက်ပွဲတွေဆင်နွှဲလာကြတာဖြစ်ပါတယ်။လက်ရှိမှာစကိုင်းတိုင်းဒေသကြီးအတွင်မှာခမ်းပတ်မြို့သစ်ရွှေပြည်အေးပင်လယ်ဘူးမော်လူးအင်းတော်နဲ့ဗမောက်စတဲ့မြို့တွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထားပါတယ်။ ဗမောင်မျိုးဟာရွေးကောက်ပွဲကျင်းပမဲ့မဲဆန္ဒနယ်ထဲမှာပါဝင်ပင်မဲ့လေဒီဇင်ဘာ28ရက်မှာပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်း1အတွက်မြို့နယ်တရားနှစ်ခုထဲမှာမပါဝင်သေးကြောင်းသိရပါဗျာ။